နောက်တစ်ခုကတော့ဒီ battleship battleship ကကြတော့သူကဟိုအဖွဲနဲ့ပြန်ရတော့နှစ်ဖွဲရနေ၃ဖွဲ၄ဖွဲလို့ပြန်လို့ရတယ်ဒါ battleship ရဲ့ပုံစံကခုနကတော့ကျွန်တော် mystery box လို့ပါလို့ ਨੇ သဘောတရားတူတူပဲအကွာသွားတာကကြတော့သူကဟိုចောင်းသားတွေကဟိုဟိုចောင်းသားရဲ့နှစ်ဖွက်ပြန်ရနှစ်ဖွက်အောင်မှာသူကဒီ battle ship ဆိုရဒီ tin mob ပေါ့ tin mob radar radar ကိုဖွင့်ပြီးတော့ tin mob ကဘယ်နေရာမှာလဲဆိုတော့သူတို့ကရှာရဲ့ပုံစံမျိုးကျတော့ရွေးတဲ့ box ပေါ်မူတည်ပြီးတော့ကြားတဲ့မေကွန်နဲ့တို့အဖြစ်ဖြစ်အဲ့မှန်ဝိုင်းတို့ကအဲ့လိုမျိုးအာအဲ့သင်မောနှစ်ယောက်ခြေရခံမိမယ်ပုံစံအဲ့လိုဆိုတော့ဒီမှာဆိုရင်နမူနာဆော့ပြလို့ရအာနမူနာဆိုရင်ဒီ lunch partnership ကိုနှိမ့်လိုက်မယ် အာခဏလေးပဲနှိမ့်လိုက်မှာဆိုရင်အာသူက number of chemical နှစ်ဖွဲ့ရတယ်။သူက၄ဖွဲ့နှစ်ဖွဲ့နဲ့၄ဖွဲ့ထိဆောက်လို့ရတယ်လို့သူတို့ကပြောထားတယ်။အဲ့ဒီမှာဆိုရင်အာကျွန်တော်က team 1 team 2သုံးစတဲ့မှာကျွန်တော်အရာကိုလို့လို့ပြောင်းလိုက် ်ပြီးွားရယ်ဆိုတာ ਨੇ ဒီ grid size grid size ဆိုတာဒီအမေကွန်ပါမဲ့ grid ပေါ့နော် grid က6.6ဆိုရင်36ပေါ့36ဆိုရင်တော့မေကွန်နေရာထပ်နေမှာဟိုအဲ့တော့ဟိုကိုက short ရင်လည်းဆိုရင်5.5 5.5ဆိုရင်25ပဲရှိအဲ25ဆိုရင်ထပ်တဲ့အကျင့်နည်းသွားမှာနော်ဒါကြောင့်မလို့တော့5.5ပဲမတကြောင်မလို့မေကောင်းအနည်းဆုံး10ခုလောက်တော့ရှိနေတယ်10ခု15ခုလောက်တော့ဒီမှာရှိနေတယ်ဒါကြောင့်မလို့ဒီမှာဆိုရင်အဲဒီလိုမျိုး ခုနကျွန်တော်ဟိုမြေမှာမေကုံးပါမယ်အဖြေပါမယ်မေကုံးပါမယ်အဖြေပါမယ်မေကုံးပါမယ်အဖြေပါမယ်အဲဒီမှာဆိုရင်ဒီမေကုံးက multiple choice ပုံစံမျိုးသူတို့ပေးလိုက်လေရတယ်ဒါမှမဟုတ် vocabulary ကိုသိချာရိုက်ခိုင်းလေရတယ်ဒါမှမဟုတ် yes or no ဖြေခိုင်းတာမျိုးဒါကိုအစဉ်ပြင်ပြည်လို့သူတို့ကိုခိုင်းလို့ရတယ်ပြွာတာနဲ့ထုံးစံတိုင်းမှာကျွန်တော် save game ပါမယ် load game ပါမယ်အဲ့ဒါကိုလို့ဖြစ်လို့ရမယ်ပြီးရင် start battle အဲဒီမှာဆိုရင်အာဒါကဒီ grid ပေါ့ ဒီအောက်မှာတို့ကတင်းမောက3စီးစီရှိရပါဘောနော်အဲတို့တစ်ဖက်အသင်းရဲ့လူမဆိုရင်တွေ့ရမယ်3စီးစီရှိဒါဆိုဒါကဒါကဒီ team 1ရဲ့ box ဒါက team 2ရဲ့ box နော်အကြောင်းနဲ့ခွဲတာလေအဲအဲ့ဒီမှာမှာကျွန်တော်က team 1အလှည့်ဆိုရင်သူက team 1ကအနည်းဆိုရင်မဲ့သူကဒီအစိမ်း box ကိုလာရှာတဲ့ပုံစံမျိုးမြင်ရသိထားမယ်အကယ်၍ team 2အလှည့်ဆိုရင် team 2ကဒီမှာအနည်း box ကိုပြောင်းသွားတာကိုတွေ့ရမယ် အဲ့တော့သူတို့ကကျွန်တော်ကဒီမှာကြတော့ဒီ select team ကိုတေချာလေးရွှေ့ဖို့လိုတယ်အဲနှစ်ခု compare လုပ်ချင်တော့ဒါကိုပြန်ကြည့်လို့ရတယ် back to game ဆိုလို့ပြန်တော့ရတယ်အပုံမှန်တနက်ဟာတော့ရွှေရှင်းလေးပဲထားပါတော့အဲចောင်းသားတွေပြောမယ်ပေါ့နော် A4 A4 လို့ပြောရပြီဆိုတော့ဒါ A4 ဆိုရင်အာသူကဖြစ်မယ်ဒီမှာဆိုသူက main ကအပြည့်အစုံပေါ်လာမှာပေါ့နော်သူက attacking A4 ဲ့ဒီမှာ A4 ကိုသူကမေးခွန်းမေးမယ်အဲကျွန်တော်မေးခွန်းမှာပါလာမယ်သူကအဖြေကိုဖြေရအောင်အဲကျွန်တော်ကအဖြေကိုရိုက်ထည့်ပြလိုက်အောင်မယ်အဲကြရင် submit answer ဆိုပြီးတော့နေမယ်ဒါဆိုရင်သူက miss ပေါ့အဲ့နေရာမှာဘာသိမှမရှိမနေသူကအဲ့အတွက်အမှတ်မရဘူးပေါ့အဲ့ personal ပုံစံဒါဆိုရင်သူက team 1အဖြေပြီးသွားပြီ team 2ဒါ team 2ဆိုတော့ကြောင့်မလို့ဒါက team 1ရဲ့မြေပုံဖြစ်သွားတယ်အဲ့ဒီမှာဆိုရင်အဲထားပါတော့အာ C2 ကိုတော့ attack လုပ်မယ်ဆိုရင်ဒါ C2 ရဲ့မေကွန်ပေါ်လာမယ်ဘယ်လုပ်မလဲ အကန်ဘာမှမရှိဘူးเนาะအဲအဲ့လိုမျိုးနဲ့ကျွန်တော်တို့ကအဲဖြည့်မယ်အာဘာတင်မှာမရှိဘူး team 2ဟုတ်ဒီမှာဆိုရင် तू ကတင်မော့တစီကိုသွားထိလိုက်ပေါ့เนาะ तू ပြစ်ပြစ်လိုက်တာအဲ turn point ရအောင်ပါအဲဒီမှာဆိုဒီမျိုးလေးပေါ့လားအဲ့ဆိုရင်ဒီမှာတွေ့လိုက်မယ် team 2က turn မှာ team 1ကအစီကိုဆိုရင် team 1အလဲ team 1အလဲ attack လုပ်မယ်။ဟုတ်တရက်ဆိုင်မှာ attack hit သွားပြီ။အဲအဲ့လိုမျိုးဖြစ်သွားမယ်။ပြီးွားတာ ਨੇ t e n to t e n to နဲ့မှာ before ဘာမှရှိဘူးအဲ့လိုမျိုးနဲ့သူတို့ကဒီတင်မော၃စီလုံးကို hit ဖြစ်အောင်သူတို့ကအကွက်တွေကိုရွေးပြီးတော့မေကွန်ဖြည့်ဖြည့်နိုင်နေဆိုရင် hit ဖြစ်သွားမယ်အဲ့လိုပုံစံမျိုးအကယ်၍မဖြည့်နိုင်ဘူးဆိုပါတော့မှားသွားပြီဆိုရင် answer 1ဆိုကြမှာပေါ့အဲ့အကွက်ကဘာမှမအောင်ဖြစ်သွားအောင်အဲ့လိုပုံစံမျိုး okay ဒါကြောင့်မလို့ဒီမှာဆိုရင်ကျွန်တော်ဒီ click နှိပ်ရတဲ့ပုံစံကိုသတိထားရှိမှဆိုရင်မိကုံးကျွန်တော်မများထည့်ပေးမှဒါចောင်းသားတွေကမထက်မဲ့မိကုံးကိုသူတို့ရမှာပေါ့နော်။အိုးဒီမှာဆိုရင်ဖြစ်ဖြစ်သွားတယ်။အကယ်၍ចောင်းသားတွေကို compare လုပ်ခိုင်းမှဆိုရင်ဒီလိုလုပ်ခိုင်းလို့ရတယ်။အဲဒါဆိုရင်အခု team 1နဲ့ team 1ကဟော okay ။ဆိုရင်ဒီမှာဆို team 1ကလည်း team 2မှာသွားထိပြီ team 2ကလည်း team 1မှာသွားထိတာ။အဲ့တော့နောက်ဆုံးတစ်ခေါက်ဒီနောက်ခုနောက်ဆုံး round အနေနဲ့တို့အရင်ဆုံး hit ဖြစ်တဲ့အဖွဲ့ကနိုင်ရမှာပေါ့နော်။အခုဆိုရင် team 2ကလည်း what to the game team 2ကလည်းမှာတစ်ခုခုယူလိုက်တယ်။အာမရှိဘူး။ team 1အော်โอเคအဲ့ဆို team 1က team 2မှာ hit ဖြစ်သွားပြီအဲ့တော့သူတို့ကအဲဒီလိုမျိုးနောက်ဆုံးကြရင်အဲ့လိုပေါ်လာ ဒီလိုမျိုးဒီလိုမျိုးနဲ့အာចောင်းသားတွေကိုကျွန်တော်တို့ရဲ့ attention ကတော့အဆုံးထိကိုဆွဲခေါ်လာတယ်ဆိုတော့နောက်ဆုံးအချိန်ထိတော့ဘယ်သူနိုင်မလဲဆိုတော့မသိရသေးဘူးဆိုတော့